အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ပင်စိမ့်နဲ့တင်းတင်းလေးနဲ့စားလို့အရန်ကောင်းတဲ့ချက်ပင်စိမ့်စင်ကိုကြော်လေးကြော်စားဖြစ်တာနဲ့ကျမကြော်ဖြစ်တင်းဒီလေးကိုလာပြီးမျှဝေပေးလာပဲဖြစ်ပါတယ်ရှင်ချက်စင်ကိုကြော်ဖို့အတွက်ပို့ရောချက်ရင်ပုံ20ချက်သားကိုဖူလိုမျိုးလေးနှုတ်နှုတ်လေးရေးစင်ထားပေးပါတယ်ရှင်အရသာနေဖို့အတွက်သူ့ထဲကို စားအနေငယ်ထဲပါမယ် ဘဲငံတရားရဲ့အကြည့်ကို ထမင်းစာစုံနဲ့တစုံထည့်ပါမယ်။ခယူစီကိုလည်းထမင်းစာစုံနဲ့တစုံထည့်ပါမယ်ရှင်။ပြီးရင်တော့စနေမို့အနည်းငယ်ထည့်ပါမယ်။မဆလာကိုလည်းအနည်းငယ်ထည့်ပါမယ်ရှင်။အားလုံးထည့်ပြီးသွားပြီဆိုရင်တော့အရတာနှက်ဆက်တော့အောင်ယူနေသွားပြီးလိုက်ပါမယ်။ရတာနေပြီးသွားရင်တော့စက်သားရဲ့အသားတွေကိုအရသာတွေပို့ပြီးစိတ်ဝင်သွားစေဖို့အတွက်15မိနစ်မိနစ်20လောက်နှက်ထားပေးလိုက်ပါမယ်ရှင်။ စက်သားကိုအရာကနှက်ထားတော့စပလင်းနှစ်ချောင်းကိုလည်းအရင်ပိုင်းလေးတွေကိုပြုလို့မျိုးပပလှူထားပေးပါမယ်ရှင်။စက်တုံလေးသုံးလုံးကိုလည်းအခွန်နှွားရေးဆေးပြီးတော့ပြုလို့မျိုးလေးရှင်းချပေးလိုက်ပါမယ်။ကျမရိုက်ဖို့တစ်ခုကြံနေခဲ့တာကစက်တုံဖြူဥကြီးတလုံးကိုလည်းအခွန်နှွားထားပေးပါမယ်ရှင်။ ကျပင်စင်းစင်းကိုကျော်ရဲ့အဓိကအသက်ကတော့ပင်စင်းရွယ်လီမမ်းများနဲ့မှအနက်လေးမှုကြံ့ကြံ့လေးနဲ့ပိုပြီးစားလို့ကောင်းတဲ့အတွက်ကြောင့်မလို့ပင်စင်းရွယ်လီတွေကိုလည်းရေစေးတန်းဆင်ပြီးတော့ခုလိုမျိုးလေးခြွေထားပေးပါမယ်ရှင်။ပင်စင်းရွယ်ကိုတော့မများလေးတုံးထားပါလေရှင်။မြုပ်ကောင်းစိအနေငယ်ကိုမြုပ်စုံထဲမှာအရင်ဆုံးထည့်ပြီးတော့ညက်တဲ့ထီအောင်ထောင်းပေးပါမယ်ရှင်။မြုပ်ကောင်းစိလေးတွေညက်သွားပြီဆိုရင်တော့ အပားလိထားတဲ့ဇပယ်လင်လေးကိုထည့်ပြီးတော့ဇပယ်လင်လေးတွေကိုလည်းညံ့တဲ့ထူတာထောင်းသားပေးလိုက်ပါမယ်။ဇပယ်လင်လည်းညံ့သွားပြီဆိုရင်တော့အစင်တင်လိထားတဲ့ကြက်တော်လေးကြက်တော်ထူတို့ကိုထည့်ပါမယ်။မြူတီဟင်ခမ်းမုံကိုလည်းထမင်းစားဆုံးနဲ့တစုံတတထည့်ပါမယ်ရှင်။ပြီးရင်တော့အားလုံးကိုညံ့တဲ့ထူအောင်လို့ထည့်ပြီးတော့ထောင်းထားပေးလိုက်ပါမယ်။ မြုပ်တီထောင်းလာတာလည်းညက်ပြီဆိုတော့ကျမတို့ဟင်းဆက်ပြီးရောချက်ပါတော့မရှင်ချက်မဲ့အိုးကိုအပူပေးပြီးတော့စီထဲပါမယ်ကြော်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စီကိုတော့ပုံမှန်ထည့်နည်းနည်းလေးများပြီးတော့ထည့်ထားပါတယ်ရှင်စီပူလာပြီဆိုတာနဲ့ထောင်းထားတဲ့ငရုပ်တီတွေကိုထည့်ပြီးတော့စီသက်ပေးပါမယ်ယူဒီလီတွေအယောင်လေးပြောင်းပြီးတော့အနံ့လေးတော်တော်လေးမှုလာတဲ့အထိအောင်စီသက်ပေးပါမယ်ရှင် မြေသီစီတက်တဲ့အထဲကိုလည်းစနစ်မှုလေးအနေငယ်လေးထပ်ပြီးတော့ထည့်လိုက်ပါမယ်။မြေသီအနယ်လေးမှုပြီးတော့ခုလိုမျိုးလေးအနေထားလေးရပြီဆိုလို့ရှိရင်တော့အရသာနေထားတဲ့စက်သားလေးကိုထည့်ပေးပါမယ်ရှင်။ရသာနေထားတဲ့စက်သားကိုထည့်ပေးပြီးွားရင်တော့ကျမတို့ရေကိုချက်ချင်းမထည့်သေးဘဲနဲ့ စက်သားကထွက်တဲ့အရေနဲ့ပဲစီပြန်လာတဲ့ထီအောင်လို့10မိနစ်2မိနစ်လောက်မှွေကြောပေးပါမယ်ရှင်10မိနစ်လောက်မှွေကြောပြီးသွားလို့စီပြန်လာပြီးတော့ဒီလိုနေထားလေးရောက်ပြီဆိုရင်တော့စက်သားလေးတွေပို့ပြီးတော့နေသွားစီဖို့အတွက်စုံစည်းရည်လေးအနေနဲ့ထည့်လိုက်ပါမယ်ရှင်

စပယ်လင်းရဲ့အနက်ရဲ့ငရုကောင်းအနက်နဲ့မစလာအနက်လေးပေါင်းဆက်ပြီးတော့ဟင်းရဲ့အနက်လေးကလည်းတော်တော်လေးကိုမှုးချိုင်ပြီးတော့စားချင်စရာရန်ကိုကောင်းပါတယ်ရှင်ခုလိုနေထားလေးရောက်ပြီဆိုရင်တော့အရာတာလေးမြည်ကြည့်လိုက်ပါမယ်ရှင်။အရာတာအနေငယ်ပေါ်တာနဲ့ကျမကတော့ငံပြားလေးအနေငယ်ထက်ပြီးတော့ဆွလိုက်ပါမယ်။ငံပြားလေးထက်ပြီးလို့ အရသာလေကိုစိတ်ကြိုက်ဖြစ်ပြီးနေထားလေးရောက်ပြီဆိုရင်တော့နောက်ဆုံးဥချကန်နေမှာပင်စင်းရွက်လေးကိုအုပ်လိုက်ပါမယ်။ပင်စင်းရွက်လေးအုပ်ပြီးသွားလို့ရှိရင်တော့အားလုံးတမသွားအောင်လို့တမင်းနှစ်ခမ်းမှုကြောပေးပြီးသွားပြီဆိုရင်တော့အနက်အရသာနဲ့ပြည့်စုံတဲ့ချက်ပင်စင်းစင်ကောကြော်လေးကတော့ရပါပြီရှင်။ ဒါဆိုရင်တော့ချက်ရတာလဲလွယ်ကူရရှင်ပြီးစားလို့လည်းအရင်အရသာရှိတဲ့ချက်ပင်စင်စင်ကောကျော်လေးကတော့ရပါပြီရှင်။ပါဝင်ပစ္စည်းလည်းနေပြီးချက်ရတာလဲလွယ်ကူရရှင်တဲ့အတွက်ကြောင့်အားလုံးအတွက်လည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။